်မြမဂုံဆောင်ချင်းဖိုက်တာဂျက်ရှွာဘန်လှုပ်ပြသွားတာကတော့လုံးဝလုံးဝလုံးဝကိုရှယ်ပါပဲဗျာတကယ်ကိုလေအားရတယ်ဒီပွဲမှာဘန်ကာပါဝါလေးနည်းနည်းအားနေတာတခုပဲနော်ဂျက်ရှွာဘန်ဟာပြိုင်ဘက်ဖိုက်တာဆူရီးယားရဲ့နော်နဘန်းကောင်ဂျူရိုကောင်ရဲ့ဝစ်လင်းကိုကောင်းကောင်းမွန်မွန် defense လုပ်နိုင်တာကတကယ်ကိုမဂျော့ရှွာဘန်ဟာဘလောက်ထက်တဲ့အရေးချင်းရှိလေနီးစနစ်ကောင်းလဲဆိုတာကဒီပွဲမှာပြသသွားခဲ့ပြီဖြစ်ပါတယ်ဂျော့ရှွာဘန်ဟာ တိုင်ဘက်ဖိုက်တာဂျပန်ဖိုက်တာရဲ့ဂျီရိုကိုပဲအနေငယ် defense လုပ်ရတာခက်ခဲတာကိုတွေ့ရတယ်နော်ထိတ်တောင်း defense တခါပဲကြာတယ်ဂျန်နဲ့တချင်းလို whistling ဘိုင်းမှာကြာတော့ဗျာ Joshua ဘန်ကလုံးဝ knees နဲ့ကောင်းစွာပဲအကုန်လုံးကိုထိတ်တောင်း defense လုံးနိုင်တာကိုကျွန်တော်နေနေတွေ့ရတယ်အင်မတန်မှအားရပါတယ်ပထမအချိန်မှာနေရောစလုံးကအမှတ်အတူတူလို့ပြောလို့ရတယ်ဒုတိယအချိန်မှာဂျပန်ကောင်ကဂျူရိုနဲ့အသာစီရတာကိုတွေ့ရတယ်တတိယအချိန်မှာတော့ဂျပန်ကောင်က Joshua Ban ကိုဝင်လုံးတာ Joshua Ban က Takedown Defense နဲ့နိုင်ယူတွေဖိထိုးလိုက်တာမှာဂျပန်ကောင်လုံးဝကြီးကိုအမောမခံနိုင်တော့ဘဲနဲ့တဖြည်းဖြည်းနဲ့တက်လုံးကျသွားပြီး Joshua Ban ကလုံးဝလုံးဝကိုထိတောင်းရခါနီးတဲ့အထိဖြစ်သွားပါလေကြီးသာထက်ရှိရင်တော့အကောင်ပွဲသိမ်းမှာတော့အသေးချပေးဆိုတော့ခု Joshua Ban ကတော့လုံးဝလုံးဝကိုပြစ်သက်ဒီလုံးဝကိုမျောလင်းမထားတဲ့အရာနဲ့ပွဲသိမ်းပြလိုက်ပြီးလည်းဖြစ်ပါလေတကယ်ကို Wisting Defense ကတော့လုံးဝလုံးဝကိုနီးစနစ်ကောင်းနေပြန်နော် ဘာမှလိုအပ်တာနည်းနည်းပါဝါလေးလိုအပ်တာတခုပဲပြတဲ့အကြောတော့ Joshua ဘန်ကတော့ change ဆိုတဲ့အတိုင်းပဲဗျာနော်နည်းနည်းလူကောင်သေးတယ်ဗျာနော် damage fighter တွေကိုအများအားအသာပေးပြီးတော့ထိုးရတာကိုကျွန်တော်နေနေတွေ့ရတယ်နော်ဆိုတော့ blue wave ဖြစ်ဖြစ်ပါဒီကနေ့တော့လုံးဝကိုပြောရှင်းပါပြီပြည်သက်တွေကလည်းအရန်ရန်ကိုပြောနေကြပြီဗျာ damage fighter ဂျပန်ကောင် Surya ကတော့ Joshua ဘန်ကိုနဗန်းနဲ့နှစ်ချီအတွင်းမှာပွဲသိမ်းပြမယ်လို့ဂျုံဝါထားပါမယ်လေသူ့ရဲ့စကားတွေကတော့လေတွေကိုရောက်သွားခဲ့ပြီလေဖြစ်ပါတယ်